ကဲဒီနေ့တော့ကျွန်မနည်းနည်းပြောပြောပြစရာရှိလို့ဒါအရေးကြီးတယ်ပေါ့နော်ကလေးမေတွေလည်းအရေးကြီးတယ်ကျွန်မတော့ကတော့ဒီနေ့မင်္ဂလာမရှိပါဘူးမင်္ဂလာမရှိတဲ့ကိစ္စမရှိဘူးကျွန်မလှုပ်ဆရာရှိတာဆက်လုပ်ရမှာဒါလေးကတော့တတတို့ចောင်းပေးတာမူဂျိုចောင်းလေးအခုဒီနေ့ဘာဖြစ်လဲဆိုတော့ကျွန်မတတကိုចောင်းပို့ပြီးတော့အိမ်ပြန်တော့မနက်စာစားဖို့လုပ်နေတော့မှာထမင်းနှစ်လုံးပဲစားသေးတယ်အဲ့အချိန်မှာတတရဲ့ဆရာမဖုန်းခေါ်တယ်လိုင်းရံရဲ့အပြုတ်မှုတော့ငါတို့ဆွေးနွေးဖို့လိုတယ်တဲ့ဆိုတော့ဘာဖြစ်လို့လဲဆိုတော့ ကျောင်းကိုအချိန်ရှိလာတဲ့အချိန်ရှိရင်ကျောင်းလာခဲ့အခုလာပြီလို့ဒီမှာအထမင်းမကန်အတိုင်းထားခဲ့ပြီအခုကျောင်းကိုလာတယ်ကျောင်းကိုလာတော့စာသင်ခန်းထဲကိုသွားတော့အမစာသင်ခန်းထဲမှာစာသင်နေဆရာမတက်သွားလိုင်းရည်ဒီမှာမရှိဘူးတဲ့အဲ့နဲ့တန်းနေကသူ့ရဲ့ဟိုကိုကိုဖုန်းဆက်တဲ့ဆရာမကိုဖုန်းဆက်လိုက်တယ်ဆရာမလို့ငါရောက်ပြီလို့ကျမရောက်ပြီလို့မမလဲဆိုတော့ရုံးကောင်လာခဲ့တဲ့အဲ့နဲ့ရုံးကောင်သွားလိုက်တယ်သွားတဲ့အချိန်မှာသူနဲ့အမြဲတမ်းဆော့နေတဲ့တငယ်ချင်းနဲ့ပြဿနာတက်တာပြဿနာကဘာလဲဆိုတော့ ကျွန်မဆီယမ်မပြောတဲ့ဇာတ်ကောင်ကျွန်မနားမထောင်နိုင်နားမထောင်သေးဘူးပေါ့နော်ဒီချဲလို့အဲကျွန်မကိုလိုင်းရံအရင်ဆုံးမေးဖို့ခွင့်ပြုပါဆိုတော့လိုင်းရိုင်းရံကိုပဲတတဘာတွေဖြစ်ခဲ့လဲမမျိုးပြောပြအောင်ဆိုတော့မနေ့တော့ငားတဲ့ဒါပေမဲ့တတအိမ်မှာပြန်မပြောပြအောင်နော်မနေ့တော့ငားတဲ့သူ့တငယ်ချင်းရအဲသူ့ကိုရှူရှူပေါက်ပြမယ်ဆိုပြီးတော့တွိုင်းလက်ထဲကိုခေါ်တယ်တဲ့အဲ့ဒါနဲ့ तू ကသူတို့နှစ်ယောက်အတူတူတွိုင်းလက်ထဲကိုဝင်နေပေါ့ဝင်ပြီးတော့အမရှူရှူပေါက်ပြမယ်ဆိုရင်ရိုင်းရံက तू ကအရင်ပေါက်လိုက်တယ်တဲ့ပေါက်လိုက်တော့ သူ့တငယ်ညိုသေးဆင်သွားတာဆင်လဲပြီးလဲပြီးတော့သေးဆင်သွားတော့အမှန်တကယ်သူ့တငယ်ချင်းကရိုင်းအောင်သေးနဲ့ပြန်ပန်းနေတဲ့သေးနဲ့ပြန်ပန်းနေဆိုတော့ဒါအရအမှန်တရားလားဒါမလင်ရဘူးမှန်မှန်ကန်ကန်ပြောရမယ်ဆိုဟုတ်တယ်တဲ့အဲ့ဒါပဲဆိုတော့ပြီးသွားရင်ပြီးတော့ကိုကအရန်စိတ်လှုပ်ရှားနေတဲ့အချိန်မှာဆီယမ်မာကိုကျွန်မကိုရီးယားလိုကလည်းမပြောတတ်ဘူးအင်္ဂလိပ်လိုပြောဖို့လည်းကျွန်မစကားလုံးတွေပျောက်နေတယ်ဒါပေမဲ့ဆီယမ်မာလိုကျွန်မလုံးလုံးဆယ်ကျွန်မအရန်စိတ်လှုပ်ရှားနေတော့ ကျမအင်္ဂလိပ်လိုရောကိုရီးယားလိုရောကျမပြောဖို့ဟိုမျိုးကျမအချိန်ခဏလေးပေးဆိုရင်ကိုစိတ်ကိုကိုညင်အောင်လုပ်တယ်ညင်အောင်လုပ်ပြီးတော့သူတို့ဘက်ကဘာပြောနေလဲဆိုတော့အဲ့ဒီရိုင်ယန်ကသူ့တငယ်ချင်းရဲ့ဂျူဂျူကိုငုံတယ်ပေါ့စုတ်တယ်ပေါ့သူ့တငယ်ချင်းဂျူဂျူကိုအဲ့လိုမျိုးစားတယ်ပေါ့မော်ကော့ရောမော်ကော့ရောတဲ့ဖြစ်တဲ့လူကသူ့တငယ်ချင်းကကိုရီးယားမဟုတ်ဘူးသူတို့ကကိုရီးယားနဲ့ရုရှားနဲ့ဆက်ထားတာလားမသိအမအဲ့ဒီကလေးရဲ့အမေကကိုရီးယားလိုလဲလဲပပမရဘူး ဖြစ်ချင်တော့သူတို့တားမိချင်းပြောတာတော့အဲ့ဒီကလေးကသူတို့ညီကိုတုံ့ပြန်တာမှာအငဲဆုံးဖြစ်တဲ့အတွက်အဲ့ဒီကလေးကကိုရီးယားလိုလဲတိတဝက်မတိကိုရီးယားလိုဆိုလုံးဝမသိဘူးရုရှားလိုဆိုတာကြတော့သူတို့မိသားစုအချင်းမှာတော့သူ့အမေနဲ့သူနေရရုရှားလိုလိပ်ပမလဲဘူးကလေးကရုရှားစကားလည်းအကုန်မရအောင်အမှန်တည်းသူတို့ကအတင်းနင်းကန်ပြီးတော့ကလေးကိုလေအဲ့လိုမျိုးလောက်တာမလားအဲ့လိုမျိုးလောက်တာမလားခလေးကိုမဝင်ခံဝင်ခံအောင်ခလေးက Ryan ဒီသူ့ကိုအဲ့လိုမျိုးလောက်ပါတယ်အဲ့လိုမျိုးတွေလောက်ပါတယ်ဆိုတော့ဟာကိုဖြစ်အောင်သူတို့ကအဖွာရောအမေရောကအတင်းပြောတာ အတင်းကိုခလေးကိုဝန်ခံခိုင်းနေတာဒါပေမဲ့ခလေးကနောက်ဆုံးဆရာမကျွန်မတူတူနဲ့ပြောရမယ်ဆိုလို့ရှိရင်တော့ဆရာမသူ့အကူတယောက်ရှိတယ်တဲ့သူ့ကွာတော့ကိုရီးယားစကားပိုရတယ်တဲ့ခေါ်လိုက်မယ်တဲ့အဲခေါ်တယ်သူ့အကူနဲ့သူ့ညီလေးကိုလည်းညီလေးအချင်းချင်းအတွင်းကန်းထဲမှာပြောခိုင်းပြီးတော့ဘယ်လိုမျိုးဖြစ်လဲဆိုတာညီလေးကိုမေးပေးပါဆိုပြဒါပေမဲ့ဖြစ်ချင်တော့သူတို့ခလေးကအမှရင်ဟိုအီအဝီကွာနဲ့ဖြေလည်းမဖြေနိုင်ဘူးအခြေအနေကိုလည်းဟိုသူ့အနေနဲ့သူလည်းလိမ့်ပတ်မလဲတော့ဘူး ။ဘာဖြစ်လို့လိပ်ပတ်မလဲလဲဆိုအက်ကလေးဒီအရင်ကတည်းကအတန်းကြီးကမိန်ကလေးဖို့တယောက်ရှိတယ်။ခက်ချောချောတမီလေးအဲ့တမီလေးကိုအဲ့ကောင်လေးကအမြဲတမ်းနောက်ကျောင်းမှာမမေးတဲ့။ "तू ကတော်တော်နန်းနေတဲ့။နန်းနေတဲ့။နန်းပြီးလို့ရှိရင်လည်းလက်နဲ့တိုးလိုက်နန်းလိုက်လို့တယ်။ပြီးလို့ရှိရင်တသားလုတ်တယ်လို့ तू ကတခြားတငယ်ချင်းတွေကိုပြောတယ်တဲ့။အဲ့ဒီကကိုကတသားကသူ့ကိုတော့တတိထားပေါင်းဘာညာကိုကပြောထားတယ်။ကျမဒီဒီနေ့ဒီချိန်မှာကျမအခုအရန်စိတ်ဆိုးနေတယ်။စိတ်ဆိုးပေမဲ့ကျမကျမစိတ်ကိုကျမအရန်အတက်နိုင်ဆုံး short ထားတယ်။ဘယ်အထိရောက်ရောက်ကျမသွားမှာ။ဘာဖြစ်လို့လဲဆိုတော့ကျမသားရဲ့ အပြုတ်အမူကိုချင်းတိတ်ခါကိုကျွန်မယုံကြည်တယ်ကျွန်မဒီဒီလိုကိစ္စတွေကခလူခန္ဓာကိုမှာဘယ် area တွေကဘလို့ဆိုတာကျွန်မခလေးကိုတင်ပြထားပြီးသားဖြစ်တဲ့အတွက်ကျွန်မသားရဲ့အချင်းတိတ်ခါကိုကျွန်မယုံကြည်တယ်ကျွန်မသားမလိမ်မှုဆိုတာကိုကျွန်မသိတဲ့အတွက်ကြောင့်မလို့ကျွန်မဆရာမတွေကိုဗာပြောခဲ့လဲဆိုတော့သူတို့သူတို့ကကျွန်မခလေးကိုအပြစ်ပေးခြင်းနဲ့တဲ့အဲ့ဒီရုရှားမှာအပြစ်ပေးခြင်းနဲ့တဲ့သူကပြောလိုက်တယ်ကျွန်မကကိုရီးယားမှာမဟုတ်ကိုရီးယားမဟုတ်ဘူးလားတဲ့မဟုတ်ဘူးလို့အဲ့ဒါနဲ့အပြစ်ပေးခြင်းနဲ့ဆိုတော့ ်ဆ ्याम ောက်ပဲဆ ्याम ောက်ကြိုက်တဲ့အပြစ်ကိုဘေးလိုင်းရံကတကယ်လုတ်ခဲ့တယ်ဆိုလို့ရှိရင်အဲ့ဒီအပြစ်ကို ခံယူမယ်သို့တော်လည်းအမှန်တရားကိုအမှန်တရားကိုသိတဲ့အထီတော်ဆ ्याम ောက်တွေဆောင်ရွက်ပေးပါကျွန်မပြောတယ်အခက်ထဲမှာရှိတဲ့ဆ ्याम ောက်နှစ်ယောက်စလုံးကိုရုံးငန်းထဲကဆ ्याम ောက်ကိုတတိုင်းအတန်းပိုင်ဆ ्याम ောက်ကိုကျွန်မပြောတယ်အဲ့ဒါသူတို့ကကျွန်မကိုခဏနေပေးပါတဲ့အမှန်တွေနောက်ဆုံးဘာဖြစ်သွားလဲဆိုတော့သူတို့ကသူတို့ခလေးကိုမေးလို့လည်းမရဘူး အဲသူတို့ဘလို့မှမေးလို့မရတဲ့အဆုံးကျတော့မအေရောအဖွာရောအပြောအမေကပိုစိတ်ဆိုတာဒါကတော့မိခင်နိုင်ရဲ့သူ့ကိုလည်းကိုညင်းစားတယ်သူဒီသူ့တာအဲ့လိုမျိုးသူ့ကိုပြောထားတဲ့အတွက်ကြောင့်သူ့တာကိုအဲ့လိုလှုပ်လိုက်တာဒါရိုင်ယန်ဟုတ်ချင်းလည်းဟုတ်မယ်တခြားလူဖြစ်ချင်းလည်းဖြစ်မယ်အမှားရင် तू ကအယမ်းစိတ်ဆိုးပြီးတော့ဒီမှာသူ့ရဲ့စိတ်ထဲမှာဘာဖြစ်သွားလဲဆိုတော့ဒီကចောင်းဝဆရာမတွေဒီကိစ္စကိုမဖြေရှင်းပေးနိုင်တဲ့အတွက်ကြောင့်မလို့ तू ကဒီပညာရေးဝန်ကြီးဌာနကြီး तू တက်မယ်ဒီပြဿနာပိုကြီးသွားမယ်ပေါ့ဆရာမလည်းပြောတယ်ပြဿနာကြီးလိမ့်မယ်တဲ့ တီချဲလို့ကိစ္စမရှိဘူးလို့ဆရာမကိစ္စမရှိဘူးလို့အမှန်တရားဖြစ်ဖို့ပဲလိုတယ်ကျမဒီကျမတာကိုယုံကြည်တယ်သူဒါမျိုးဘယ်တော့မှလုံမှာမဟုတ်ဘူးလုံလဲမလုံဘူးဆိုတာကျမယုံကြည်တဲ့အတွက်ဘယ်လိုပဲတော်တော်ကျမအစင်းသိမယ်အဲ့တော့အခုဆရာမကကိုရီးယားတဝက်အင်္ဂလိပ်လိုတဝက်ပြောခိုင်းမှဆရာမပြောတဲ့ဟာတွေကျမအကုန်လုံးနားမလဲဘူးနားမလဲတဲ့အတွက်ကျမမနေ့ပြန်ကျမအမျိုးသားကိုခေါ်ပြီးတော့ကျမဒီအခန်းထဲကိုထပ်လာရလာခဲ့မယ် သူတို့ကကျွန်မကိုလာလို့တော့မပြောကျွန်မသွားအောင်ပါသွားမှာဒါပေမဲ့တသားဖေကိုလည်းမေးရမယ်နင်လုံးစီပတ်စီပြောတတ်မလားမပြောတတ်ရင်ငါ translator ငှားမှာဘာသာပြန်ငှားပြီးငါသွားမယ်ဘာကြောင့်လဲလူတွေကငါသားမလုပ်ဖဲနဲ့မလုပ်တဲ့ဟာကိုငါသားကိုအပြစ်သားလိုမျိုးကြည့်တာငါမခံနိုင်ဘူးအမှန်တရားသိသွားရင်လည်း तू ငါသားကိုတိတ်ခါကြရတော့ तू လည်းထိုက်တင်တာတော့ပြန်ပြီးတော့ तू ပေးဆက်ရမှာပဲဒါကျွန်မပြဿနာရှာတာမဟုတ်ဘူးကျွန်မသားမဟုတ်မလုပ်ဘူးဆိုတာကျွန်မယုံကြည်တဲ့အတွက်အဲ့တော့သူတို့စိတ်ဆိုးပြီးပြန်သွားတော့သူတို့ကတဲ့ပညာရေးဝန်ကြီးဌာနကိုတိုင်မယ်ဆိုပြီးသွားတာတဲ့ဆိုတော့ သွားမစေလေဘလို့ပဲတိုင်တိုင်သူဒီကလေးကလိန်ပြောနေတယ်ဆိုတာတိတာနေပြီဟုတ်လားရိုင်းယန်ကိုလည်းအချိန်ချင်းမေးတယ်တသားဟုတ်လားတသား तू तू ကဘာပြောဆိုအဲ့ तू ဘောင်းမျိုးပါရိုင်းယန်ချွတ်တယ်တဲ့ဘောင်းမျိုးလည်းဆွဲချွတ်တယ်တဲ့ပြီးရင်အဟာကိုလည်းဟိုသူ့ဂျိုဂျိုကိုလည်းဟိုငုံနေကိုင်နေငုံနေပေါ့အဲ့လိုမျိုး तू အဲ့ပုံစံမျိုးနဲ့ပြောနေတာအဲ့ရိုင်းယန်ကမျက်စိတွေပြူတော့အမမေတသားဘာလို့လုံးလုံးရမှာလဲဆိုတော့ဒါပေမဲ့ကျမကျမတာကိုကျမယုံကြည်တယ်အဲ့လိုမျိုးမလုပ်ဆိုတာကျမတီးတဲ့အတွက်ကြောင့်မလို့ ျမတည်တဲ့အတွက်ကြောင့်မလို့မနေ့ပြန်ကြလို့ရေကျမအကြောင်းကိုထပ်သွားအောင်မှာအခုကကျမအမျိုးသားကိုဖုန်းခေါ်ထားတာသူလုံးဝမကင်အောင်ခေါ်လို့လည်းမရဘူးသူတို့စက်ယုံနေရမောင်လေးတွေဖုန်းနံပါတ်ကိုဆက်တာလဲအဲ့ကလေးတွေကျတော့သူကစက်ယုံနေဖုန်းမယူသွားဘူးတဲ့မယူသွားဘူးဆိုတော့သူတို့မကင်အောင်သူလည်းဖုန်းကင်တဲ့အချိန်မှာတော်တော်စိတ်ပူသွားလိမ့်မယ်အဲ့တော့ကျမမနေ့ပြန်ကြရင်လည်းရုံးထက်သွားမယ်အခုကျမအိမ်ကိုမပြောင်းဘူးမပြောင်းမဲနဲ့တတတော်ပဲကိုဒီကျောင်းမှာဒီကျောင်းဘေးမှာကျမထိုင်ဆောင်နေတယ်ဆရာမကလေးကိုပြန်ခေါ်သွားမလားအခက်စာတင်ခိုင်းမလားတဲ့ဘာကိစ္စရင်ပြန်ခေါ်သွားမှာလဲ တတလို့အိမ်ပြန်လိုက်မလားအခန်းထဲသွားမလားဆိုတတတော့မမေးနဲ့တတအိမ်ပြန်ချင်တယ်တဲ့ဘာဖြစ်လို့လဲဆိုသူတို့စိတ်ဆိုးနေလို့တဲ့အဲ့နဲ့ဆီယမ်မပြောဆီယမ်မလို့အဲရိုင်ယန်ကအိမ်ပြန်ချင်တယ်လို့အဲဘာကြောက်လဲဆိုတော့ဆီယမ်မတွေစိတ်ဆိုးနေတယ်လို့ပြောတယ်ဆီယမ်မစိတ်မဆိုးဘူးတဲ့ဆီယမ်မတွေစိတ်မဆိုးဘူးတဲ့အဲ့နဲ့တတအိမ်ပြန်စရာအကြောင်းမရှိဘူးလို့တတအိမ်စာဆီယမ်မကိုပြပေးတယ်ဆိုတော့မပြရသေးဘူးတဲ့အဲ့ဒါအခန်းထဲရောက်တာနဲ့ဆီယမ်မကိုအိမ်စာကိုပြမယ်လို့တတအိမ်ပြန်မလိုက်ရဘူးလို့အဲ့ဒါအဲသူကပထမငိုရှုံငိုရှုံလုပ်တယ်တတမလုပ်ဘူးဆိုတာမမေ့ယုံကြည်တယ်တတမလင်းဘူးဆိုတာမမေ့သိတဲ့အတွက်ကြောင့်မလို့မမကြောက်စရာမလိုဘူးနော်လို့မမေ့ရှိတယ်လို့ အခုသူ့ကိုမာခဲ့ပြီးတော့အခန်းထဲပြန်သွားတော့အခန်းထဲမှာသူတို့တခြားဟိုဟာတခုခုအဲ့သူတို့ဟိုအိုကာရီနာလေ့ကျင့်တာတခြားကမှသွားလေ့ကျင့်တာနဲ့ကြောင်းလိုက်တောင်မှရှိအဲ့နဲ့ဆီယမ်မောက်ရုံးခက်စီပြန်သွားမယ်ဆီယမ်မအေးလို့ခန်းထဲမှာလူတယောက်မှမရှိလို့လို့ဆိုပြီးခလေးကိုထားခဲ့တယ်ရိုင်းယန်ကိုတတမမေပန်းချန်ထဲမှာစောင့်နေမယ်လို့မှာခဲ့တယ်အခုကျမှပန်းချန်ထဲမှာစောင့်မှာအဲ့တော့သူတို့ကတော့ပြဿနာရှာဖို့အတွက်ပြန်သွားပြီရှာခြင်းရှာမရှာခြင်းနေအမှန်တရားအမှန်တရားပဲလူတယောက်ကလိန်လားမလိန်လားဆိုတာမျက်လုံးကိုကြည့် တိတယ်သူ့ကလေးကမူမမှန်တော့ဘူးအင်းအာကွေးကွာဖြစ်နေပြီကျွန်မကလည်းဘာဖြစ်လို့ဒီကလေးလိန်လဲလို့သူ့ကလေးလိန်လဲလို့ပြောရင်ကျွန်မသားစီကကျွန်မအမြဲတမ်းကြားနေရတာသူ့ကလေးရဲ့အမှုအရာပြီးလို့ရင်ကျွန်မတခါလေးဆရာမပြောတယ်ဆရာမလို့ပြီးခဲ့တဲ့လတွေတုန်းကလို့အဲ့တငယ်ချင်းကောင်မလေးရဲ့ကြောကိုနန်းတယ်လို့နန်းတာကိုနန်းတယ်လက်နဲ့ထိတယ်အဲ့ဒါကိုလည်းရိုင်ရန်လုပ်တယ်လို့သူတခြားတငယ်ချင်းတွေကိုပြောတယ်လို့ပြီးလို့ရင် playground မှာဆိုလို့ရှိရင်အဲ့ကောင်မလေးကိုသူကတစ်ချိန်လုံးကြည့်နေရအဲ့ကောင်မလေးနာပဲနေနေတာလို့ကျွန်မအမြဲတမ်း တို့ playground မှာကစားလို့ရှိရင်ပြဿနာဖြစ်မှာတို့ကျွန်မအမြဲတမ်းစောင့်ကြည့်နေတာလို့ကျွန်မကျွန်မပြောတင်ပြောထိုက်တာတွေပြောခဲ့ပြီးပြီနောက်နေပြဿနာဖြစ်လာလို့ထပ်ပြီးပြဿနာရှာလို့ထပ်ပြီးသွားစရာရှိတယ်ဆိုလို့ရှိရင်လည်းကျွန်မကသွားမှာကိုရေဒီဒီမှာတရားဝင်နေနေတာဘာမှကြောက်စရာမလိုဘူးကဲဒါကြီးကမတရားတဲ့နီးနဲ့ဆုံးဖြတ်လို့ကျွန်မတို့ပြန်ရမယ်ဆိုလဲဘာမှယူဆိုင်စရာမလိုဘူးပြန်มาပဲဒါပေမဲ့အမှန်တရားဆိုတာဘာမှဖုံးလို့မရဘူးအခုကျွန်မသားကိုတရားခံလို့မျိုးလုံလိုက်တဲ့အတွက်ကြောင့်မလို့ အဲဘယ်လိုပြောမလဲသူ့အမေနဲ့အဖွားပေါ့နော်အဓိကဟိုကလေးကတော့ဦးကြောင်ကြောင်အဆောက်ရရဟိုကလေးကဦးကြောင်ကြောင်အခန်းထဲမှာဆိုလဲစာမရဘူးကိုရီးယားစာလည်းမရဘူးသင်ချာလည်းမရဘူးဘာမှမရဘူးအဲအဲ့လိုမျိုးတွေပေါ့ကျမသားကတော့တခါတည်းတင်ချာတွေပါဆိုလို့ရှင်ကူပေးရသေးတယ်ကူပေးမယ်အမြဲတမ်းမကူနိုင်ဘူးဟိုသူ့တငယ်ချင်းကိုရီးယားလေးကတိုင်တာပေါ့နော်ရိုင်ယန်ကူပေးမယ်ဆိုလို့ရှင်ဆ iam မနဲ့တိုင်မယ်ဘာညာပြောတော့မကူပေးအဲ့တော့ဒီကလေးဒီတခါမှကလေးကိုကြောင်လဲလာမပုတ်ဘူးနော်လာမပုတ်ဘူးဒီနေ့မှသူ့အမေဆိုတာကိုကျမမြင်ဘူးတာသိလားသူကတော့ကျမသူတို့ကလည်းကိုရီးယားမဟုတ်ဘူးလားတဲ့ ပြောရရင်တော့တို့ကဟိုရိုင်းယန်ကိုကိုရီးယားထင်ပြီးတော့ကိုရီးယားဟိုမိသားစုလို့ထင်ပြီးတော့ဟိုဖြစ်တာဖြစ်ချင်းလည်းဖြစ်မှာပြဿနာပူကြီးကြီးချက်ချင်းတိုင်းဖြစ်ချင်းဖြစ်မှာပေါ့နော်အမချက်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 ပါအမန်တရားအမန်တရားပဲတာကူကျမတာကူကျမထိုင်ဆောင်နေတယ်